ဆရာများအားလုံးမင်္ဂလာပါဒီနေ့ကျွန်တော်အဖေကြီးဖြတ်တဲ့ဘွားနဲ့ကြားပေးမယ်နော်ကျွန်တော်တို့ဒါ separate ပါတဲ့ဘက်ပြဆက်တာပေါ့နော်အားလုံးပဲတူလက်ကြည့်ကြမယ်ကျေအရေးစောတော့ကျွန်တော်ဖြတ်ပြမှာဖြစ်ပါတယ်နော်။ဒါဖြတ်ရတာတော့ separate မပါတဲ့ဘက်မှာကျွန်တော်တို့ဖြတ်မှာနော်။ဒါကျွန်တော်တို့သတိထားရမှာတော့ကျွန်တော်တို့ဖြတ်တဲ့ချိန်မှာအခြေကို ပြောထွက်တဲ့အထိမပြတ်ရအောင်နော်ဒါကျွန်တော်နည်းနည်းလေးခြံထားပေးရမယ်နော်ဒါကျွန်တော်တို့ကလေးပြောတဲ့အထိဖြတ်မယ်ဆိုတော့ကျွန်တော်ပြတ်ထက်တဲ့ခါကျရင်ပြတ်ဆက်တဲ့ခါကျရင်ခက်တော့ဗောနော်အဲ့တော့ကျွန်တော်ကျွန်တော်တို့အဲ့ဒီတစ်ချက်ကိုတော့တတိထားပေးရမှာဗောနော်ကဲကျွန်တော်ကဒူလက်ကြည့်ရမယ်နော်ဒါကျွန်တော်တိကောက်ထက်မယ်နည်းနည်းလေးကြက်ပြီးဆိုတော့ကျွန်တော်တို့ဒါလက်ကိုလှုပ်လို့ရပြီနော်ကျွန်တော်တို့အစိုးတိချက်လက်မယ်ဆိုတော့ဟိုကလေးလေးပြုတ်ရမယ်နော် ဒီတိုင်လေးပြောသွားပြီဆိုတော့ကျွန်တော်တို့ဒါပြက်ဆက်တဲ့ခါကျရင်နည်းနည်းဆက်ရခက်တာပေါ့။အဲ့ဒါကျွန်တော်တို့ပြက်တဲ့ခါကျရင်ပြုတ်တော့ထိမပြတ်နဲ့ပေါ့နော်။ Okay ။ကျွန်တော်တို့ဒါဒါကျွန်တော်တို့ပြက်ပြီးကျွန်တော်ပြက်ဆက်ပြပေးမှာနော်။ကျွန်တော်တို့ပြက်ဆက်တာကတော့ဇေဘရီရှိတဲ့ဘက်ပေါ့နော်။အဲဇေဘရီရှိတဲ့ဘက်ကိုကျွန်တော်တို့ဒါပြန်ဆက်မှာပေါ့နော်။ဒါကျွန်တော်တို့ဒါအပေါက်ရှိတဲ့ဘက်ကိုကျွန်တော်တို့အဲ့ဒီဇေဘရီတော်ထားတဲ့ ဆိုအဲ့ဒီအပေါ်ထဲမှာဝေအောင်ထမ်းမှာပေါ့နော်အဲ့ဒီတန်စေဗရီပါရဲပဲเนาะကျွန်တော်ကဆိုဒီတက်ပြီးဆိုဒီဘက်ကိုကျွန်တော်တို့ဒါပြန်ကြက်ရမယ်ဆိုရတော့ရပြီเนาะအဲကြောင့်မလို့ကျွန်တော်တို့ဒါအခြေစားကိုကျွန်တော်တို့ဒါဒီခုနစေပရေပါရဲဘက်ကိုထည့်မယ်နော်ပြီးတော့ကျွန်တော်ဒီဘက်ကိုအစိုးထိထည့်သွားလိုက်ရပြီနော်သူကခက်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 တော့မဟုတ်ဘူးနော်ဒါမှတစ်ခါမှမဖြတ်ဘူးရတော့နည်းနည်းတော့ကြောက်မှာပေါ့နော်ဒါပေမဲ့ မခဲဘူးနော်လွယ်လွယ်လေးပဲခြေပြတ်တာနော်ခြေရတော့ဆိုးပြီးဆိုကျွန်တော်တို့ဒါဖြုတ်လို့ရပြီဖြုတ်ပြီးတော့ခြေအားရပြီနော်ဒါကျွန်တော်ပြဆက်တာအောင်မြင်သွားပြီနော်မခဲဘူးနော်ဒါလွယ်လွယ်လေးပဲဒါလို့တော့ဆက်ထားတဲ့နေရာပါနော်ဒါကျွန်တော်ဗီဒီယိုရတာနည်းနည်းကောက်ပါတယောက်တည်းပဲဆိုတော့နော်ဟုတ်စီတည်တယ်တော့ပြဆက်ရတာလွယ်တယ်နော် ကဲကျွန်တော်ဗီဒီယိုအစောတူးကြည့်ရှုပေးတဲ့ဆရာများအားလုံးကိုကျေးဇူးတင်ပါတယ်နော်ဆရာများအားလုံးမင်္ဂလာပါ